ဂိမ်းထဲမှာဂျေဂျီတကားကနဲ့လိုက်လိုက်ဆွဲနေတဲ့ဘေးကြီးကဘလောက်ပါဝါဖူးဖြစ်တယ်လဲဆိုတော့ဒါကမပြောပြခင်မှာကိုေးကဘာကြီးလဲဆိုတာအရင်ပြောပြပါမယ်။ဘာကြီးလဲလို့သုံးလို့ရတာကသူကလူသားမဟုတ်လို့ပါ။ဟိုးရှင်နှစ်ပေါင်းများစွာတွေကတရှိလာရဲ့ရှေးဟောင်းအဆောင်ရှောက်ဝိညာဉ်ကြီးပဲဖြစ်ပါလေ။ဟုတ်ပြီအဆောင်ရှောက်ဆိုတော့ဘာကိုဆောင်ရှောက်ရတာလဲဆိုရင်ချမ်းငံမျိုးကိုဆောင်ရှောက်ရတာပါ။ဒီမျိုးကိုအရှင်းဆုံးပြောပြရရင်တော့ဒီမှာပြထားတဲ့ဘေးရင်နေရနေရပါ။ ဒီ China မျိုးက Honor King Warren မှာတကယ်အရေးကြီးတဲ့မျိုးကြီးတစ်မျိုးဖြစ်တာမလို့နောက်ကြရင်ကျွန်တော်ဒီမျိုးအတွက်ပြီးလို့တည်တံတပုတ်လုပ်ပေးသွားပါအောင်မယ်။ဟုတ်ပြီ၊ကိုယ့်ဘက်ကိုပြန်လေးလိုက်ရအောင်။ကိုယ့်ရဲ့တသက်လုံးထမ်းဆောင်ရမယ့်တာဝန်က China မျိုးကိုအဓိကစွမ်းရည်ပေးနေတဲ့ Hero Changan ဆိုတဲ့ရှီအောင်ကြောက်တုံးကိုကာကွယ်ပေးဖို့ပါပဲ။ဆိုတော့ဒီကိုယ်သာမရှိတော့ရင် China မျိုးကဆက်လက်ရည်တည်နိုင်မှုခက်ပါတယ်။ဒါဆိုရင်တော့ကိုယ်ကဘယ်လောက်ထိအရေးပါလဲဆိုတာသိမှာပါ။ ဆိုတော့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေအခုအချိန်ထိကွေးကိုကြော်ဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ဒါကိုကြီးတာနေတဲ့ကိုကွေးကဘလောက်ထိကို powerful ဖြစ်လဲဆိုတာသိနိုင်ပါတယ်။သူဘလိုမျိုးဒီမျိုးကိုကာဝယ်ဆောက်ရှောက်တယ်။သူဘလိုတိုက်ခိုက်လဲဆိုတာသိချင်တယ်ဆိုရင်တော့ It is on our game season 4ရဲ့ final episode ဖြစ်တဲ့ episode 30မှာတွေ့ကြည့်လို့ရပါတယ်။ On our game မြန်မာ YouTube channel မှာတင်ပြထားတာကိုတွေ့ပါတယ်ဗျ။ဒါလေးကိုကြည့်လိုက်ရင်တော့ကိုယ့်ရဲ့အကြောင်းကိုပို့ပြီးတော့အသေးစိတ်သိနိုင်မှာပါ။ဆိုတော့ဒါကတော့ကိုယ့်ရဲ့အကြောင်းလေးပဲဖြစ်ပါရဲ့ နောက်ထပ်သိချင်တဲ့အကြောင်းအရာရှိရင်လည်း comment မှာပြောခဲ့လို့ရပါတယ်။ကျွန်တော်ဒီအပိုင်း story လေးတွေကိုလေ့လာတာသဘောကျနေလို့ပါ။ဆိုတော့ကျွန်တော်ကတော့ဆန်ပါဗျ။နောက်ပြီးတော့လေးမှာပြန်တွေ့ရအောင်။